အားလုံးပဲ good morning ပါမင်္ဂလာရှိသောနနက်ခင်းလေးပါလက်တင်မှာငါလေးနိုးလာအခုလောပြုံးလေးနဲ့နှစ်ပတ်ရှိပါပြီခင်ဗျာကျွန်တော်တို့မနက်မနိုးလာတာကဲမင်းညားဘာတွေဖြစ်သွားရလဲ over box မှာကျွန်တော်လည်းမသိဘူးဘာတွေဖြစ်သွားအရင်ဆုံးအရင်ဆုံးကျွန်တော်တို့ဒါလေးကိုအရင်တူတူကြည့်လိုက်အောင်အရင်ဆုံး I'm not Brian အမေဘရိုင်းယန်လုံးဝပွဲခံလုံးဝပွဲခံလုံးဝပွဲခံရှယ်ပဲမနေ့ညကကျွန်တော်တို့ဖုံးတဲ့ line ပေါ့နော်ကျွန်တော်ပွဲပြီးသုံးသက်ချက်လေးကိုတော့လုံးချင်ပွဲပြီးသုံးသက်ချက်မှာတအဲတချို့တွေကတော့ပျော်နေတဲ့အချိန်ပါတော့မကောင်းတာတွေပါပဲကျွန်တော်အနောက်ဆုံးမှာအနောက်ဆုံးဗီဒီယိုပြီးခံနေကြမှာကျွန်တော်လိုအပ်တာလေးတွေမကောင်းတာမဟုတ်ဘူးနော်လိုအပ်တာလေးကျွန်တော်ပြောသွားမယ် ကျွန်တော်အသိဖြစ်တာနဲ့အရင်ဆုံးအရင်ဆုံးအနေနဲ့ကျွန်တော်မင်းငါပွဲကိုနီးစနစ်ပိုင်းနေအကုန်ပေးပဲမင်းမင်းငါတကယ်ကိုတကယ်ကို top 5အဲ့လိုပြောရမှာဗျကျွန်တော်ရဲ့ top ဖာဂူဆန်ဖာဂီရဲ့နောက်လက်ထလက်ထက်ရဲ့နောက်ပိုင်းမှာ top 3ပွဲတွေမှာပါတယ်။ Okay ကျွန်တော်တို့ဟိုမကွာရနောက်ဆုံးဂိုးသွင်းပြီးတော့ကတ်နိုင်သွားတာမျိုးတွေလို့ကျွန်တော်တို့ Europa League Mourinho အလောက်အောက်မှာအာရခဲ့တာအဲ့ဒါကြီးအဲ့ဒီပွဲတွေမျိုးတော့အောင်မြင်မှုဘယ်လိုပြောမလဲ feeling မဟုတ်ဘူးဗျာကျွန်တော်ကပွဲကိုကြည့်ရတာဒီလားပွဲမိနစ်60လုံးပွဲကြည့်ရတာပေါ့နော်ကျွန်တော်ကြိုက်တဲ့ပွဲတွေမှာဥပမာ Ole ရဲ့ဟို counter ရင်တော့ Ronaldo လို့ Rooney လို့မျိုး one touch လေးဘုံ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 လို့ Ole တော့ကပွဲတွေပွဲမျိုးတွေအဲ့ဒါမျိုးတွေအာရှိတယ်အဲ့ဒါမှာ easily လွယ်လွယ်ဆုံး easily မနေ့ကပွဲက top 3ထဲမှာကျွန်တော်ပါတယ် favorite match တကယ် top 3ထဲမှာပွဲတော့၃ပွဲထဲမှာအကြိုက်ဆုံး၃ပွဲထဲမှာမနေ့ညပွဲပါတယ်မနေ့ညပွဲပါဘာကြောင့်လဲနီးစနစ်တွေအကုန်ပေးပဲနီးစနစ်တွေကျွန်တော်ပြောသွားမယ်နီးစနစ်တွေအကုန်ပေးပဲဒါပေမဲ့မနေ့ကပွဲကလုံးဝလုံးဝ top 5လုံးဝ top 5ပါတကယ်ကြီးလို့ကောင်းတာတကယ်ကြီးလို့ကောင်းတာအဲ့အဲ့ဒါလည်းနောက်ပိုင်းမှာ ခုနကျွန်တော်ပြောသလိုအားနည်းချက်ပေါ့နော် top 5ကဘယ်လောက်တိတာပဲကျွန်တော်တို့နောက်နှစ်ကိုးပေးလိုက်ရတာနှစ်ကိုးပေးလိုက်ရတယ်ဆိုတာပေးလိုက်ရတဲ့နှစ်ကိုးကတော့အဲမထင်တဲ့အလုံးပေါ့နော် free kick တို့ခေါင်းတိုက်သွားတာလို့ကာကွယ်လို့မရတဲ့အလုံးမျိုးပေါ့ဒါပေမဲ့အဲ့အလုံးမဖြစ်ခင်မှာအလုံးပြိုလဲသွားတယ်ပြိုလဲသွားဆိုအလုံးပြာသွားတာပေါ့အဲ့ဒါမျိုးတွေကျွန်တော်လိုအပ်တာတွေကျွန်တော်ပြောပါဒါပေမဲ့အရင်ဆုံးအနေနဲ့ကျွန်တော်တို့မနည်းညပွဲလေး stats ကိုကျွန်တော်အရင်ဆုံးတစ်ချက်ကြည့်လိုက်အောင် stats ကတကယ်ဗျ stats ကအရင်ဆုံး for two မှာမနည်းက ဘောပိုဇီရှင်က Manchester United က44%ပဲရှိကျွန်တော်အရင်ဆုံးဗီဒီယိုမှာเนาะအရင်ဗီဒီယိုမှာကျွန်တော်ပြောခဲ့တယ်ပိုဇီရှင်ကစကားပြောရဲဆိုတာမနေ့ကပိုဇီရှင်က Manchester United ကပုံနေတယ်เนาะဒါမဲ့လည်းထားပါရှင်းပြောလို့ရှင်မနေ့က Brighton ကလည်းဘောလုံးပေးမကစားဘူး no block ကစားတာမဟုတ်နှစ်ကောင်စလုံးကသူမသားကိုအားသူကနေနီးစနစ်ပိုင်းနီးစနစ်ပိုင်းမှာတည်ရည်နဲ့ချရနေကြတာဒါပေမဲ့ကစားသမားတွေပေါ်မှာအယမ်းမှုပြီးသွားတယ်တကစ်တော့ဖိုက်တယောက်ချင်းစီဖြုတ်တာ man on man to man ကတ်တာ တော့ဒလိကတော့အစာမမဆိုလို့ရှိရင်ဝဲဘက်ကိုဝဲဘက်ကိုကတ်တာကတ်တာဆိုတာကျွန်တော် sorry อ่ะတိကျမှာကျွန်တော်ပြောထားတယ်ဟိုလုံးဝကတ်အောင်ဝဲဘက်ဘလောက်တိကတ်လဲဆိုတော့ center back နှစ်ယောက် down လို့နေရာဒီပါဝဲဘက်ဆင်းနေအဲ့နေရာဒီပါလိုက်တယ်ဝင်းဒီဆင်းနေဝင်းဒီပါလိုက်တာဘယ်ပါတဲ့ဒလိကလုံးဝလုံးဝမလွတ်ပေးပေးတာအာဒီဘက်မှာလည်းမင်တာကိုဆိုလို့ရှိရင်ရောလိုကတ်ထားတာဟိုလုံးဝမလွတ်လို့မရအောင်နောက်ပိုင်းဒုတိယဘက်မှာကျတော့ဒိုကူကိုရတော့ဒိုကူဘက်ခြောက်အောင်ပြောင်းသွားတယ်မင်တာဟောမနေ့က တကယ်တကယ်တော့ဖိုက်တကယ်ကြည့်လို့ကောင်းတာမနေရမနေရပွဲပွဲရလေဘာမှနီးစနစ်တွေပါမလားနဲ့တကောင်ချင်းစီကိုဖြုတ်တာအဲ့မှာတာလာအဲ့မှာတာသွားတာမနေရ first fabian sala ကထုတ်ထားတယ်နီးစနစ်ပိုင်းနေ romano mori ရဲ့နီးစနစ်ပိုင်းနေကစကားပြမပြောဘူးအရင်ပွဲအကောင်လုံးကသူမသားကွာသူပါနှစ်ယောက်စလုံးကဘာမှဟိုနီးစနစ်ပိုင်းလေးတာသွားတာမှမရှိအကောင်လုံးကတကယ်တော့ဖိုက်ချတာဆောင်ရဲမိုက်ဒါမဲ့ကျွန်တော်အရင်ဆုံးအဲ့ပြောချင်တာပေါ့နော်အာ position နဲ့ age ကိုပြောချင်တာ age မန်ချက်စတာယူနိုက်တက်ရဲ့ XG ကဒီမှာကြည့်ကြရအောင်ဆရာတော့1.29 1.29 1.29ပဲရှိတယ်ပြန်ဝလာလေးကို1.29ပဲရှိတယ်အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့အမိုရင်ပေါ့နော်ဒီနှစ်အမိုရင်မဖြစ်ဖြစ်အင်းနီယောဆိုဖြစ်ဒီနှစ်ဝယ်ထားတဲ့ဘောလုံးသမားတွေမှန်သလားမမှန်သလားဆို အပိအဝစကားပြောသွားတာအပိအဝစကားပြောသွားတာလုံးဝ clinical finisher တွေ လုံးဝကလီနီကယ်ဖီနီရှာတွေမှာတပွဲကြီးကြီးတွေကျွန်တော်တို့အာ AC ကိုကျွန်တော်တို့တွက်လို့ရတယ်ကျွန်တော်ပြတပွဲကြီး AC ကိုကျွန်တော်ရှိတယ်ကျွန်တော်ပြတာခဏနေကျွန်တော်ပြလုံးဝမနေ့က73 shot တွေတော့ဒါမှမဟုတ်1.29ပဲရှိရသူတို့ shot တွေကိုအပြင်ကနေကန်တာ0.02အဲကာစမီရော0.02ပေါ့နော်ဟိုကောင်ရဲ့နောက်နဲ့ကြောကုန်းနဲ့ထိပြီးဝင်သွားတာလို့အဲ့လိုမျိုးဟိုပြီးလို့ရှင် Brian Ambuwa နောက်ဆုံးလုံးနောက်ဆုံးကိုနံပါတ်6ကိုမြောက် Brian Ambuwa အဲ့ဒါကြောင့်မလို့ Brandford ကနေ꿰တာ Bruno Fernandes ကပွဲပြီးတော့ ဘလုံးလုံးကပွဲပြီးတော့သူဘာပြောလဲဆိုတော့ဘလုံးလုံးကပြောတာ training မှာ Brian Bowman ကအရင် passive ဖြစ်နေတယ်ပေါ့ passive ဖြစ်တော့သူဘောလုံးတွေကို training မှာ passing တွေအရင်လုံလုံးအကြီးတယ်လေအာဘလူးနိုပြောတာပါစင်နေပဲဆွတ်လုံနေနေလေဆိုပြီးတော့ Brian ကသူခေါ်ပြီးတော့သူပြောတယ်လေသူကတ်ပြီးသွားပြောတယ်ပေါ့နော်မင်းပါစင်နေပဲမလုံနေနေမင်းကို Brandford ကနေငါတို့ခေါ်ထားတာဆိုမင်းဘာလို့လုပ်ဆရတာငါတို့မင်း Brandford မှာမင်းတွင်းတဲ့အတိုင်းနဲ့ကစားကြတယ်လို့သူပြီးခေါ်ထားတာဆိုပြီးတော့သူအဲ့လိုပြောတယ်လေ သူအဲ့လိုပြောတယ်လေတကယ်ပြဒီသူအဲ့လိုပြောတယ်ချင်းချင်း Brian Moore ကဒီနေ့မှာကြွေးသွားတယ်နှလုံးစလုံးကတကယ်ကို Brandford မှာသူကစားသွားတဲ့ပုံစံတိုင်းကိုလုံးဝခြေပြသွားတာပထမပွဲတွေမှာပြောရရင်ဒီနေ့ update ရှိတယ်နော် update ဆိုတာက version မြင့်လိုက်တာတည်လား ဆက်ကိုဝင်လာတဲ့အချိန်မှာလီဗာပူးနဲ့ကစားသွားတဲ့နီးစနစ်ပြတိုင်းပဲ5 4 1နဲ့သူတို့ defense လုပ်တယ် mid block mid block low block မဟုတ်ဘူး mid block နဲ့ကစားရတယ်ပြီးတော့ဘောလုံးလူတယ်ပြီး high pressing လည်းကြောက်အရှိ့ကိုဟိုဘက်ဆင်းရ back ဘောလုံးရပြီးဟိုဘက်အနောက်လည်းဆင်းသွားလဲဆင်သွားသူတို့ high pressing ပြန်လုပ်တယ် high pressing လုပ်တဲ့အချိန်မှာ man to man ပေါ့နော်အဲ့လို high pressing လုပ်တဲ့အချိန်ပြီးတော့ဘောလုံးရပြီဆိုလို့ရှိရင် sesco ရဲ့ကစားတဲ့ပုံစံအကူညာနဲ့မတူတာလီဗာပူးကအကူညာနောက်ဆုံးမြင်မယ် sesco နဲ့ကစားတဲ့ပုံစံက sesco က နောက်တန်းနှစ်ယောက်ကိုအာယုံပြုတ်ပြီးတော့ဒီဘက်အရှိကိုနည်းနည်းလေး4 sign တော့မဟုတ်ဘူးနော်အဲ့ဒါပြင်မဲ့လို့ပဲနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ထင်တာက4 sign target man တမအနောက်ထိစုတ်မယ်လို့ထင်တာလီဗာပူးနဲ့ပွဲတော့ကအာဘန်ဒိုက်နဲ့ကိုနာတီကိုကြတော့ကိုညာကအနောက်စုတ်ပြီးတော့အာဘောလုံးတက်ဆင်းလာတာကိုသူပြန်ဆောက်နေပေါ့နော်စကန်ဘောပေါ့နော်ဒီနေ့ပွဲတဲ့ကြောင်ဆက်စကိုကိုဒက်နဲ့နှစ်ကောင်ကတ်ထားတယ်ဗျာနောက်တန်းနည်းယောက်ကကတ်ထားတယ်ကတ်ထားပေမဲ့ဘာလဲဆိုတော့ဆက်စကိုကအနောက်ကိုနည်းနည်းလေးဆင်းတယ် တာဂက်တော့တာဂက်မှန်ပဲဒါပေမဲ့ force side ဟိုကောင်လောက်မျိုးဆယ်ခိုက်လောက်ဒီမစင်းနည်းနည်းလေးစင်းတာပါလို့ဆိုတော့ပူးတာဆွဲတာအဲ့ကောင်ကဒါမန်ယာကိုသူကအစော်ကြီးကနီးစင်းနေပိုင်းမှာချလာတာပေါ့နော်ဘတူသွားတာအဲ့မှာဆွဲလိုက်တယ်ကြောအဲ့ဟာဘာလို့လဲဆိုတော့ version နဲ့နဲ့မြင့်သွားအမ်ဘွေမို့အမ်ဘွေမို့ကပြေးတာကပထမအရင်တော့ကပွဲတွေမှာဘမို့ဘန်ချစ်ဆာယူနိုက်တက်မှာရောက်တယ်မြအမတ်နဲ့တွဲတာပဲဖြစ်ဖြစ်အဲ့လိုမျိုးပွဲတွေမှာအမ်ဘွေမို့ဘယ်တော့မှဒီဘက်ချမ်းနေမရဘူး version မြင့်ပလိုက်တယ်သူ့ရဲ့ run တွေက diagonally ဒီဘက်ချမ်းနေကိုလာတာ လုံးဝနံပါတ်၄လုံးမြောက်လဲအဲ့လိုသွင်းသွားတာဒီဘက်ချမ်းနေစီလာတာပိုဘက်ချမ်းနေလာပြီးတော့ဆိုရင်ကိုညာနဲ့သူနဲ့ဒီလိုမျိုးတော့လူလဲသွားသေးတယ်တစ်ချက်တစ်ချက်ပြေးတယ်ဆိုတော့အမ်ဝဲမုံအဲ့အရှိမ freedom get the lo ပြေးခိုင်းတာဆက်စကိုဒီလိုဆွဲတယ်အလဲတန်းကစန်တာဘက်နှစ်ကောင်ကသူ့နောက်လိုက်လာတဲ့အချိန်မှာအမ်ဝဲမုံကအဲ့နောက်မှာပြေးတာကိုတဲနီမဟုတ်ဘူးတော့ဒီဘက်ချမ်းနေပါပြေးတာ oil version update လောက်ထားတာရှင်းပြောလို့ရှိရင်နောက်တစ်မျိုးပေါ့နော်နီးစနစ်တွစ်ထားတာ system တွစ်ထားတာเนาะတကယ်တကယ်မနေရပွဲရတကယ်ကိုကောင်းတယ်ဗျပြီးတော့ကျွန်တော်ကကပြောတယ်လို့ပဲ AG က1.13 1.13ကျွန်တော်ပြောတာ၄ကို1.13ကနေ၄ကိုရသွားတာတကယ်တကယ်ရှာမြင်တဲ့ကိုညာကာစီမီရိုအမ်ဘွေမိုနှလုံးတတတတတကယ်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 အာကိုညာကတော့ပထမဆုံးကိုရသွားတာပါကျွန်တော်တို့ရဲ့ Maverick Maverick ကတော့ဒီပွဲကအမ်ဘွေမိုခြေပေါ်တယ်ကျွန်တော်ခုနပြောလို့ပဲခေါ်ထားတဲ့၃ယောက်ပေါ့နော်အမ်ဘွေမိုခြေပေါ်တယ်ဒါပေမဲ့ကိုညာက ရူနီလိုပေါ့ဗျာတီးလားရိုနာဒိုကိုရဖို့အတွက်ရူနီလိုပြသပြသလိုပဲဒါပေမဲ့တကယ်ပွဲဝဲလုံးမှာကစားတာတကယ်တကယ် तू ကိုရတယ်လေနမတန်းရသွားတဲ့နေရာမှာ तू ကန်သွားတဲ့အလုံးကလည်း0.05 hg တော့0.05 hg 0.0တော့0.05 hg အဲ့နေရာနဲ့ကန်ထည့်သွားတော့သူဟိုဒါမှာဝုမှာကန်သွားတဲ့ပုံစံအတိုင်းပါပဲသူကန်တော့ဟာကစပြုတော့နောက်ကိုကြပြလိုက်တယ်ကြာတော့တွန်းသွားတာလုံးဝ ကာဇမီရိုကတော့0.02 HD နဲ့ဒါကတော့နောက်တန်းကိုထိသွားတော့ဒါသူ့နေရာပဲသူကန်နေကြနေရ0.8 HD နဲ့အဲ့လိုမျိုးသူဥစားဖြစ်သွားတယ်ပြီးလဲပြီးတော့ပြီးတော့အာ34မိနစ်34မိနစ်ပြီးတော့ဒုတိယပိုင်းရောက်လာတယ်ဒုတိယပိုင်းနောက်လမ်းကိုရီးယားလုံးဝအတက်နေပြီကျွန်တော်ပြောတယ်ပွဲစားမရတဲ့ over over 2လို့ပြောကျွန်တော်ပြောတယ်တေးကြပဲဒီပွဲကပြေးမှာပုံစံကဖွင့်မှာအာ2 2တွေ2ဝနေပြောနေကြကျွန်တော်တိချင်းတယ် sorry 3ဝနေပြောတဲ့လူတွေအတွက်နီးစားတော့မယ်တော်တော်တယ်ဒါပေမဲ့4 2ကတော့တင်းပြပါရတယ်ပေါ့နော် အာ MMO 60မတူရမှာ MMO 60မိနစ်မှာခုနကျွန်တော်ပြောသူလေ Bruno training မှာကိုသူပြီးတော့ပြော Bruno မှာပြောလဲသူအဲ့လိုမျိုးပြောပြီးပြီးတော့သူကသူရည်တယ်ငါကလည်း manager လုပ်လို့ရှိရင်လည်းငါနီးပြလုပ်လို့ရှိရင်ငါနီးပြကောင်းတယောက်ဖြစ်မှာဆိုပြီးသူကသူရည်သွားသေးတယ်အဲ့ဒီဥစား postman မှာပြောပြောတော့အာတကယ် Bruno ကသူသူ group Brian Ambo Ambo သူပြောလိုက်အဲ့ဒီ down ကန်သွားတာပြီးတော့ ဆက်စကို assist လုပ်တိုက်တာပေါ့နော်ဒါလည်းဒါလည်းပြန်ပြေးရတာဟာ ਨੇ ဆက်စကိုကနေပြီးတော့ goal ဖန်ပြီးပေးလိုက်တာကို assist ရသွားတယ်ဆက်စကို assist ရသွားတယ်အဲ့ဒါကို MMO အတူကန်နေကြအတိုင်းလေးပဲအိတ်တောင်လေးကနေသူကန်ထည့်သွားတယ်အဲ့တော့အဲ့အဲ့ goal ကလည်း 0.05ag မနေ့က ag တွေအရန်တင်းရတော့ clinical finisher တိလာပေါက်ဆဲမှာကအဲ့လောက်ဒီ touches မရှိဘူးမနေ့ကပေါက်ဆဲမှာအဲ့လောက် touches မရှိဘူးအပြင်ကနေကန်တာဘိုးစီးကနေပြင်တာဒါပေမဲ့ clinical finisher ဆိုတာပြတာအာ brighter ကလည်းနည်းနည်းတော့ leaky မြတ်အစိုးရကသူတို့ goal ပေးရတာအရန်များတယ်အဲ့တော့ ီလိုမျိုးကျွန်တော်တို့မှာ quality finisher တွေပါလာတဲ့အချိန်မှာမခံနိုင်ဘူးမခံနိုင်ဘူး brighton ကအာဒီကတကယ်ပြီးတော့ brighton ကပြန်ပြီးဩစာဖြစ်တယ်အဲ့ဒီအချိန်ကိုကျွန်တော်ပြောမယ်အဲ့ဒီအချိန်ကဘယ်လိုမျိုးလဲဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ရဲ့မကောင်းတဲ့ချက်မဟုတ်ဘူးเนาะကျွန်တော်ပြောတယ်အားနေချက်အာအလဲမှာပေါ့เนาะ main ဝင်ကြလာတယ်အာ3-0ပေါ့ဗျ Eddie Hamvan ဝင်လာတယ်ဒိုကူးဝင်လာတယ် အဲ့ဒီအချိန်မှာ3-0ဆိုတော့အဲ့ဒါက3-3ကိုပြတ်နိုင်ရင်ချင်းရဲ့ဘယ်လိုပြောမလဲဆိုတော့အကျိုးအမြတ်ကိုကိုပြတ်တိုင်လာပြီအဲ့တော့ငါတို့မတေကြတဲ့ကောင်တွေကိုငါတို့ထည့်ပြီးဆန်းလို့ပြဿနာမရှိတော့ကျွန်တော်ပြောပြောချင်းဒီကောင်တွေကိုပြန်ပြီးတော့ app to speed ပေါ့နော်ဒီပွဲအနေထားပေါ်မှာသူတို့ပြန်ဆွဲတင်လို့ရတယ်သူတို့ဟိုနည်းနည်းလေးနေတာနိုင်ထိုင်းနေပြီပေါ့နော်မိုင်းနေပြီနည်းနည်းဓာတ်တုံးနေပြီဗျာအဲ့တော့အဲ့ဒီဟာအတွက်သူတို့ကထည့်လို့ရတယ်ဒါပေမဲ့ ဘာသွားမြင်ရလဲဆိုတော့ကျွန်တော်တို့အမြဲတမ်းအာအဖေတဲ့တားတလကြီးနေတဲ့ menu ကိစ္စပေါ့နော် menu ကမနေ့ကစကားရမ်းပြောတယ်ဗျ intensity menu ကိုကျွန်တော်ပြောပြမယ် menu ကမကောင်းတဲ့ကစားသမားမဟုတ်ဘူးကောင်းတဲ့ကစားသမားဒါပေမဲ့ကျွန်တော်ရဲ့တူဒီတော့အမြင်ပေါ့နော်တူဒီတော့အမြင်ဆိုရင် menu ကအသင်းပြောင်းရင်ပြောင်းအသင်းပြောင်းအသင်းလုံးဝရောင်းထုတ်ပြီးတော့အသင်းပြောင်းရင်ပြောင်းမပြောင်းလို့ရှိရင်အရန်ကုန်မှာဆက်ထိုင်ပြီးတော့ အမိုရင်ရဲ့လက်အောက်မှာတော်တော်ကြီးကိုချင်းယူပြီးတော့ချင်းယူပြီးတော့မှတက်လာမယ်ဘောလုံးသမားလို့ပဲကျွန်တော်မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့အငားချလို့မရဘူး။အငားချလိုက်တော့သူ့အတွက်သူ့ရဲ့လာကလည်းဘာမှမဟုတ်ဘူးဗျာတိလား။လာကအရင်မြင်တယ်စံချိုလို့ပါလို့အဲ့တုန်းကအငားချတယ်ဆိုတာတကယ် make sense ပြာတိလားအလားကောကိုသူကတုံးလဲမတုံးဘူးလေအဲ့တော့လာကလည်းဥစားပြမင်းနုလို့လူလူမျိုးကအတင်းမှာရှိနေတာပြဿနာမရှိဘူး။ तू ကအကယ်၍ तू အင်္ဂလန်မှာကန်ကျင်တယ်နော် ူခြေပေါ်ခြင်းနေတယ်ဆိုအငှားချမယ်အစားရောင်းအောင်ရောင်းဘာလို့အငှားချလိုက်လို့ရှိရင်သူ့ရဲ့ကစားတဲ့အကြီးဝဲအသေးကသူ့ဘယ်နေရာမှာသုံးပါလဲဒီလားဘယ်နေရာမှာသုံးပါလဲသူ့သုံးတဲ့နေရာတွေကအမိုရီရဲ့ Manchester United အသင်းမှာတပုံစံတိုင်းမသုံးပါမဟုတ်ဘူးအဲ့တော့အခုချိန်မှာအမိုရီက Manchester United မှာ menu ဆက်ပြီးရှိနေခြင်းလို့ရှိရင် menu ကိုသူ့ရဲ့မိုးပေါ့နော်သူ့ရဲ့ပုံစံကွက်ထဲမှာဝင်အောင်လို့သူ train ပေးနေတာ ကျွန်တော်ပြောသလိုပဲအရန်ကောမှာဆက်ထိုင်ပြီးတော့ဒီပုံစံကတည်းကဝင်အောင်ဆက်ပြီးကျင့်ကျင့်မကျင့်လို့ရှိလို့ချင်းတခြားအသင်းကိုလုံးဝရောင်းပလိုက်ရောင်းပလိုက်ဘာလို့ဆိုရောင်းပလိုက်လို့ရှိရင် तू ကနံပါတ်30ကိုဗျာဒီ तू ကစားတဲ့ပုံစံနံပါတ်30ပြီးရလို့ရှိရင်ဒါမဲ့နံပါတ်30ဆိုမယ်မယ်လဲကုညာတို့ဥစားအမ်ဝဲမိုးလို့လို့နံပါတ်30မဟုတ်ကုညာတို့လိုမျိုး Maverick အာဘယ်လိုပြောမလဲ ball carry ကောင်းကောင်းနဲ့အာ strong ဖြစ်တဲ့တမားမဟုတ်ဘူ အာမအမ်ဝဲမော်လိုမျိုးလဲ explosive အရန်ကောင်းတဲ့ကစားသမားမဟုတ်ဘူးပြပောက်ပွဲမှုပြနေဖုံတိုင်းဆိုပြီးအဲ့လိုမျိုးကစားသမားလည်းမဟုတ်သူ့ရဲ့ကစားတဲ့ style design သူကလုံးဝ position ကစားနေတဲ့အချိန်မှာ tiki taka man city ro style မျိုးလေးဗျာတိလအရန်ဖိနိုင်တဲ့အချိန်မှာ low block ကြားထဲမှာဟိုဖန်တီးပေးတာတွေကအရန်ကောင်းတယ် work rate ကအဲ့လောက်မကောင်းမပြပြန်မလိုက်တာပဲအဲ့တော့ချင်းပြောကျွန်တော်အဲ့တော့ခုနကကျွန်တော်ပြောသလိုမျိုးဒုတိယပိုင်းအဲ့ဒီအချိန်မှာလူစားလဲလိုက်တဲ့အချိန်မှာ လုံးဝလုံးဝ casemiro နဲ့ကွန်ညာရဲ့ ပါဝင်ပတ်သက်မှုကပျောက်သွားတဲ့အချိန်မှာအတင်းရပြောင်းကြံရေးဖြစ်သွားဘာဖြစ်လို့လဲကျွန်တော်ကကျွန်တော်ပြောသူပဲပထမဆုံးပြောသူပဲ top 5လုံးဝ top 5နီးစနစ်တမှာနီးစနစ်ပွဲမှာဟုတ်ဘူးလုံးဝတကောင်းတောင်းချင်းပြုံးနေပွဲအဲ့တော့အဲ့တကောင်းတကောင်းချင်းပြုံးနေတဲ့အချိန်ကအရန်တည်တာလေဥပမာဘယ်လိုပြောမလဲဆိုတော့ဥပမာဗျ Wi-Fi နဲ့ဒီဘက်က show နဲ့ပြုံးနေတယ်လို့မျိုးเนาะအာကာဒီကလိုကလည်းသူပထမဆုံးကဝင်းလို့လို့လည်းအနောက်လို့လည်းသူတို့နှစ်ကောင်ကဒီလိုမျိုးဆွတ်ပြီးတော့ short ချင်းမျိုး show နဲ့တလုံးကိုဦးကြောင်ကြောင်လောက်တာချင်းပြောလို့ရှိရင် Fabian Hasler က အဲ့ဘက်ဘယ်ဘက်အချမ်းကဒီ Manchester United ရဲ့အားနည်းချက်ပေါ့နော်သူအဲ့ဘက်ကိုတိုက်သူအဲ့ဘက်ကိုတိုက်တာဒီ Euro ဘက်ချမ်းကိုသူမတိုက်အာမက်ချမ်းကိုသူသိမ်းမတိုက်အဲ့ဘက်ချမ်းမှာဘောလုံးမရှိစေချင်ဒီဘက်ချမ်းမှာကျပြပထမတော့ပြီးတော့မှ Mental ကြောက်လို့ချင်းသူကောက်တာနဲ့ချက်ပဲအဲ့တော့သူအဲ့ဘက်ချမ်းကိုနည်းနည်းကြောက်အောင်လုပ်ချင်တာဒါလို့နဲ့လူရှောင်းနေနဲ့ကြောက်မယ်ဆိုအတော့အဲ့နကောင်အဲ့လိုမျိုးစဖြစ်တာအဲ့ဘက်ချမ်းမှာလည်း wifi လို့လည်းလုံးဝဖောက်လို့မရလုံးဝဖောက်လို့မရဘူးဒီဘက်ချမ်းမှာလည်းမင်တာကရော်လိုကကတ်ထားတာလုံးဝကတ်မန်းလူမန်းများအတီးလာကာဆီမီရိုကလည်း router ကိုလုံးဝ cut ထားတယ်ဝဲဘက်ကလည်း delete ကိုလိုက်တာလိုက်တာဆိုတာဒီနောက်တန်းက van height နဲ့ဒီဒီဘယ်သူလဲနန်းတော်လေးဂျားတဲ့အထီကိုနောက်ဆုံးဒီကိုလိုက်တယ်နော်ဒီဘက်က bruno ကကြတော့ဒီဒီဂျားတဲ့ထဲမှာထိုင်နေတာအာယာနဲ့ဘယ်လက်ပါရဲ့ဂျားတဲ့မှာထိုင်နေတာဘယ်လက်ပါအာယိုအာယိုဘယ်လက်ပါကျွန်တော်မထင်မထင်ဘူးသူက manchester united ကလည်းမဝယ်သင့်ဘူးဗျာတိလား manchester united ကလည်းမဝယ်သင့်ဘူး ဒါပေမဲ့ Premier League Proven ကဘလောက်အရေးကြီးလဲဆိုတော့ဒီပွဲမှာပြသွားတယ်ဒီပွဲမှာအဲ့ဒီပွဲကကျွန်တော်တို့ Manchester United ကအာအညံ့ဆုံးကိုဘောလုံးမှာမဟုတ်ဘူးအညံ့ဆုံးမဟုတ်ဘူးဗျတတိယလုံးကကျွန်တော်ခုနပြောတော့ top 5 intensity အရန်များနေတဲ့အချိန်မှာနေလီလုံနေတာက Sesco လို့ကျွန်တော်မြင်တယ်။ Sesco ကောင်းတဲ့ချက်တွေအများကြီးတော့သူလေထဲမှာသားတယ်။ဒါပေမဲ့ကျွန်တော်က Sesco နည်း အဲ့လိုနေလို့ကျွန်တော်ထင်တယ်အဲ့ဘာဖြစ်လို့ဆိုတော့ခုနကတော့ပြောကျွန်တော်ပြော app to speed ပါ premier league ရဲ့ physicality aggressiveness တပန်းကိုမလိုက်နိုင်သေးဘူး sasco ကအဲ့လောက်ကြီးမလိုက်နိုင်သေးဘူးသူအားသာတဲ့ချက်တည်းရှိတယ်ဒါပေမဲ့အဲ့တော့ကျွန်တော်ပြောချင်တာနည်းနည်းဆုံးတော့ premier league မှာခြေပြပြီးသား ဘောလုံးတင်းတင်းကိုကြောက်လာနေမှာဝုံတိုင်းဆိုပြီးအမြန်လိုချင်နေတယ်ကျုပ်ကိုလူတွေအမြန်လိုတယ်ဆန်ချိုလိုလိုမျိုးလီပြောင်းလာတာတွေအန်တနီလိုလိုလိုမျိုးလီပြောင်းလာတာအဲ့လိုလီပြောင်းလာတဲ့ကောင်မဟုတ်ပဲနဲ့ဖုံတိုင်းဆိုပြီးတော့ဒီနေ့ဝယ်ဒီနေ့ဘောလုံးသမားထည့်တက်မှာဆက်စကောတော့မရဘူးထည့်မယ်ဆိုထည့်ဆိုင်းဆိုတာဆယ်ရည်ဒီပဲကိုကိုရီပရိသတ်ကတက်မှာအဲ့တော့ဒီချက်ချင်းချက်ချင်းကစားမယ်ဆိုလို့ရှင်ပရီးမီးယားလိပရိုဗန်သမားတွေမနေ့ကလည်းဒီမှာကစားခဲ့ပြီးတနေ့ကလည်းဒီမှာကစားခဲ့ပြီးပရီးမီးယားလိကြောင့်ပေါင်းသေးပြီ အဲ့တော့ဒီ physicality ကလိုအပ်တယ်ဆိုတော့တို့ဒီအဲ့တော့ကျွန်တော်ခုနပြောဆိုမယ် sex score ကနီးနီးလိုနေတယ်ဒီနေ့ပွဲမှာအဲ့ဒါကြောင့်ပြောပြီးတော့အဲ့တော့ဒီအကောင်လုံးကအမင်းကတော့ဒါမန်တူမန်နေမင်းကကျုံးနေတဲ့အချိန်ပေါ့နော်ကျုံးနေတဲ့အချိန်မှာရုတ်တရက်ကြီးရုတ်တရက်ကြီးချက်ချင်းမင်းနူးလို့ဝင်လာတဲ့အချိန်မှာပျော်သွားပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခုနပြောဆိုလိုပဲ app to speed ပေါ့ဗျာကျွန်တော်ကကာစီမီနိုနဲ့ကွန်ညာနဲ့ထုတ်လိုက်တဲ့အချိန်မှာတော့အတိတာပါတယ်မကစားနိုင်တော့မစားနိုင်တော့ဆိုတာ intensity ချက်ချင်းကြာသွားလိုက်မလာနဲ့ဟိုကောင်ချက်ချင်းအဲ့ဒီအချိန်မှာအလဲရန်ကောင်ချင်းတာသွားတာချက်ချင်းတာသွားပြီးတော့ Manchester United ကို mid block ကနေပြီးတော့ low block အထိကိုသူ press နိုင်သွားအောင်ဘာလို့ဘောလုံးစရတာအောင် second ball တွေရုံးမထွက်နိုင်တော့ဘူးဗျာတိလား second ball တွေမဲ့ဘောလုံးမရတော့ဘူးတစ်ချိန်လုံး Brighton မဲ့ဘောလုံးပြန်ပြန်ရရတယ် အဲ့တော့ဒီကောင်တွေရတယ်ရတယ် possession pad ဖားနေတယ်သူတို့ပြိလာတယ်ပြိလာတယ်နောက်ပိုင်းနောက်ဆုံး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 တဲ့လေဆုံးတာဆုံးလာပြီနောက်ဆုံး low block အဆင့်ကြီးဖြစ်သွားတယ်အဲ့မှာစပြီးပြပြီ Manchester United ရဲ့အဲ့ဒီမှာဘောလုံးမရတော့အဲ့ဒီမှာကျလာတဲ့ဘောလုံးမားတွေရှိတယ် Bruno Fernandes ဆိုတာလည်းတကယ်လက်ကိုပွဲလုံးပွဲနဲ့60အထိအဲ့ကောင်မမောဘူးလားမသိတကယ်ပြောတာတကယ်ကောင်ပတ်လိုက်တာပတ်လိုက်တာဆိုတာနောက်ဆုံးဝိုးရကန်ကြီးဆိုပဲပြီးတော့အဲ့ Bruno မနေ့ကအကောင်လုံးမှာ Bruno လေးကိုကိုးရကြတယ်ဗျာဒီလား၄ခုသူကတော့ Bruno နှစ်ချန့်ရတယ်သူနှစ်ခါရတယ်ပေါ့ ကိုးနိုင်တယ်ဗျာနည်းနည်းဒီလိုอ่ะပွဲသုံးရပွဲသုံးရမှာကိုးအဲ့ဒါ perfect ပဲအဲ့ဒီဒါသာ Bruno ကိုးသွဲနိုင်နိုင်တကယ် perfect ပဲမနေ့ကအဲ့တော့မနေ့ကအဲ့လိုမျိုးပေါ့เนาะကျွန်တော်ပြောတာ main new ဝင်လာတယ် main new ကြောင်းအောင်ကျွန်တော်စမ်းမယ်ဆိုလို့ရှိရင် main new က number 10နေရာမှာကစားမှာရမယ်အဲ့တော့ကျွန်တော်ရောင်းထုတ်လိုက်မရောင်းတော့မင်းအငှားချမယ်ဆိုရောက်သွားတဲ့အသင်းမှာ तू number 10နေရာသွားဆော့လို့ရှိရင်ပြန်လာပြီတစ်နှစ်ပြည့်တယ်နှစ်နှစ်ပြည့်ပြန်လာတယ်တကွတော့ရှိရဲ့ ကျေးပူရရပါမယ်နှစ်နှစ်ပြည့်တဲ့အရန်ကိုအာတနှစ်သွားပြီးကန်လိုက်တယ်ဆွတ်ဆက်ပြီးကောင်းကောင်းတယ်ဂိုရီသွင်းတယ်တေးကြတဲ့ဂိုရီသွင်းမှာကောင်းပါပဲသူ့နေရာသူရောက်လို့ရှိလို့ရှိရင်ဒါပေမဲ့အမိုရင်စောက်တီစောက်နေတဲ့အသင်းကြီးမှာသူကစားလို့မရဘူးသူ့နေရာမရှိဘူးဘာလို့ဆိုဒီအရှိတမ်းမှာလည်းမပြောတော့မော်ရီကကျွန်တော်ခုနပြောသလိုတော့ဖိုင်အဲ့ဒီ intensity အရန်လို့တယ် aggressive အရန်ဖြစ်ရမနေ့ကပွဲလိုမျိုးဟူးအတကုံလိုက်အတကုံပြမနေ့ကတကယ်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 အတကုံလိုက်အတကုံပြတကယ်ကြည့်လို့ကောင်းတယ်ပွဲကအထူးသဖြင့်ပထမပိုင်း ပေါ့နော်ဒုတိယပိုင်းကဘာလို့ဆိုတော့အဲ့ကွန်ဒိုကကျွန်တော်ပြောဆိုရယ်လူတွေသားတွေဝင်လာပြီသုံးခုရပါတယ်ပေါ့နော် short chop လိုက်တော့ပေးရပေးရပြီးတော့နှစ်ခုပေးလိုက်အောင်ငွေရဲမှာပြန်ပြအောင်ပြန်ပြပြီးတဲ့ချက်ချင်းကိုင်းနေပြာရုံလေးမဟုတ်ချက်ချင်းပြသွားပြီးတော့ဦးကတေတို့ဘာလို့ကောက်ချက်ချင်းပြန်ထည့်ရပြီးတော့နောက်တစ်ခုကျွန်တော်ပြောရမယ့်စကားမပြောလို့မဖြစ်တဲ့စကားဘာလို့လဲဆိုတော့ alien heaven မနေ့က alien heaven အဲ့ဒီဟာလေ dynamic ship ပေါ့နော်လူ short စဉ်းစားကြည့်ကိုဆရာတို့ lisandro martinez ပြန်ဝင်လာလို့ရှင်အလိုများဖြစ်သွားမလဲလို့အသိဉာဏ် အဲ့နေရာပါမနေ့က Alien Heaven ပါစင်နဲ့နောက်ဆုံး Brian Ambo မှုကိုသွင်းသွားတာနံပါတ်၄ကိုအဲ့တုန်းအဲ့ကိုကလည်း HG က0.32နော် HG က0.32ပဲ Brian Ambo မှုကျွန်တော်တို့ဘာကြောင့် Brandford ကဝယ်တယ်လဲအမြင်နဲ့မနေ့က Brian Ambo မှုရဲ့ HG ကအရန်နေတယ် Brandford မှာနော် HG ကအရန်နေတယ်ဒါပေမဲ့ကိုရတယ်သူကရှင်းပြောလို့ရှိရင်ခက်ခက်ခဲခဲနေရာမဖြစ်နိုင်တဲ့နေရာတွေကိုကိုသွင်းပြီးတော့ဒီကောင်နာမည်ကြီးလာတယ်ကော Brian Ambo ကအဲ့တော့နောက်ဆုံးနံပါတ်၄ကိုမြောက်က Brian Ambo မှု Brandford မှာတော့အတိုင်းကို တက်တင်ပြသွားတာသူကအဲ့လိုမျိုးခက်ခက်ကြီးအဲ့လိုအဲ့နေရာမှာသူကဘယ်ချက်တော့ဆိုပေမဲ့ကန်တဲ့ပုံတော့မလဲဘူးတော့တိုင်းတိဘုံတော့တော့ဘုံတိုင်းဆိုပြမော်လဲဦးတော့ဘလူးနိုတော့ပါဆိုတာကျွန်တော်ပြောအဲ့ကိုရှင်မှာလွတ်တယ်အဲ့လိုမျိုးကိုသွင်းနိုင်တယ်ဘယ်ကလီနင်းကဖီနီရှာပေါ့နော် Brian Ambo မော Oh yes 0.32ကိုဝယ်သွားတာမနေ့ကတကယ်ပြောတာ AG က Oh 1.14ကို၄ကိုရအောင်ကစားသွားတယ်တကယ်ကောင်းတာဗျာတကယ်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 အဲ့တော့ကျွန်တော်တို့ ပရီးမီးယားလီဘာတွေဆက်ဖြစ်မလဲကျွန်တော်ကြည့်အောင်အခုကျွန်တော်တို့နံပါတ်၄နေရာရောက်သွားပြီအခုလက်ရှိအခြေအနေအရဆိုလို့ရှိရင်အာဆင်နယ်ကတပွဲတပွဲနဲနေပေါ့တပွဲရော့16မှတ်ဒီနေ့ Crystal Palace နဲ့နိုင်အောင်အပွဲရှိတယ်အဲ့တော့ Manchester United ကအခုကိုပဲကစားပြီးတော့16မှတ်ပေါ့တော့ Man City ရှိသေးတယ် Man City က Aston Villa နဲ့ကစားရမယ်တပွဲတပွဲရော့ပေါ့နော်16မှတ်နံပါတ်3နေရာမှာအခုပြီးတော့ဘိုးမောင်ဘိုးမောင်ကလည်းတပွဲရော့15မှတ် Northampton Forest နဲ့ကစားရမှာပေါ့နော်ဒီနေ့အဲ့တော့ ြော့တော်တန်ဟော့စပါတော်တန်ဟော့စပါကဥစား Everton နဲ့ကစားရမယ်။အဲဒီတော့ကျွန်တော်ပြောတာကအခု Crystal Palace ဗျာ Bradford ကိုပဲ Aston Villa ကဲထားအခုလက်မှတ်၄မှတ်ပေါ့နော်ဒီနေ့ညနေကြလို့ရှင်ပထမဆုံး Arsenal ပွဲနဲ့ Arsenal နဲ့ Crystal Palace အဲကျွန်တော်မကြိုက်လို့ပြောတော့မပြောဘူးအတော်ရအာကြီးဖက်ဖန်နေရဥစားပြင်မယ်ကျွန်တော်တရေပေးရှင်တယ်ဗျာဒီလားတရေပေးရှင်တယ်အဲ့ပွဲတရေတဘောထားလိုက်ပေါ့နော်တရေဆိုလို့ရှင်မှတ်20နဲ့ Arsenal ကတော့ခြေစုံမှာပဲတော်မယ်အဲ့တော့ Crystal Palace က14မှတ်14မှတ်ဆိုတော့အဲ့နေရာမှာပဲနေခဲ့ เนาะအဲ့ဒါပြီးတော့နောက်တစ်ခုကျွန်တော်တို့တက်တည်ပြခဲ့ပြီးပြီเนาะ Oliver Gasner ရဲ့ Crystal Palace ပဲကျွန်တော်တွေ Swiss Sabo Fabian Sabo လဲကြာ Amorio တင်သေးတဲ့လူတွေเนาะ Oliver Gasner ပဲ Swiss Sabo ပဲကျွန်တော်တွေပြီးတော့ရှင်လို့ရှင် FC ဘောမောက် FC မနော်နော် sorry Man City Man City ASM လာတော့တေးကြတယ်စကူးမတ်နဲ့ ASM လောက်နိုင်ဗျာစကူးမတ်စကူးမတ်ဆိုဒုတိယကြီးတက်เนาะ Sunderland တတိယကြီးစပြောလို့ရှင်ပြီးရင်ပြီးရင်ပြီးရင်စပါအဘတ်တက် စပားလည်းကျွန်တော် front front အာ champion league မှာလည်းအာဆက်လေးမှတ်ကဲ၃မှတ်ဗျာဒီလားဒါပေမဲ့စပားအေးဝေးဝေးကဲဒါ၃မှတ်ဗျာ၃မှတ်ဆိုလို့ရှိရင်18မှတ်စပားတက်အဲ့တော့ arsenal နံပါတ်1 man city နံပါတ်2 29 sunderland စက်ခွန်ပြီးွားလို့ရှိရင်ဘုံမောက်ရှိသေးတယ်ဘုံမောက်စပား forest ကိုနိုင်မှာဘောလုံး18မှတ်အဲ့တော့ arsenal man city ဘောမောင်၁၈မှန်နဲ့ပြီးွားလို့ရှိရင်စန်ဒါလန်၁၈မှန်ပြီးွားလို့ရှိရင်ခရစ်စတယ်ပဲလေးစ်မဟုတ်ဘူး sorry ဘာလို့လဲစပါစပါ၁၈မှန်ဗျာဟုတ်တယ်မှာထပ်ပြီး၁၈မှန်၅အဲ့တော့မန်ချက်စတာယူနိုက်တက်က၅ပေါ့နော်၅ကတော့6 6 5 6 5 6 5 6 5 6 5 6 5 6 5 6မှာတော့ရှိတယ်၅နံပါတ်၅ပေါ့နော်အဲ့တော့အခုအချိန်မှာ data တွေနဲ့ကျွန်တော်ပြောတာလေအာဖြစ်တဲ့ဖြစ်ထိုက်တဲ့ဟာ HD တွေ data တွေနဲ့အခုရတဲ့ result တွေရလက်တွေကပြန်ကြီးလာပြီပြန်ကြီးလာပြီတာမျိုးဖြစ်ရမှာဆိုတော့ပါလားရှင်းပြောလို့ရှိရင်ဘာအဲ့ဒါဘယ်လိုခေါ်လဲဆိုတော့ရေမလိုက်နိုင်နေတာလားဘယ်လိုပြောဆိုဆယ်မဖွင့်လိုက်နေတယ်ဆိုတော့ပြောဆိုမှာအခုဟာဝူရေတွေတော်တော်လိုက်လာပြီပွဲရတောက်လျှောက်လာမှာအခုအမိုးတွေမနက်ပွဲဖြစ်သွားပြီလေနိုင်ပွဲဆက်တိုက်ဆက်ဖြစ်တာကဲအဲ့တော့သုံးပွဲဟုတ်တယ်မလားဟုတ်တယ်အမိုးတွေနိုင်ပွဲတွေဇက်တိုက်တွေဖြစ်လာပြီအဲ့ဒီတော့ကျွန်တော်တို့နောက်တစ်ခုဘက်ကောင်းတဲ့အချက်ပေါ့နော် မနေ့ကပွဲလိုအပ်တဲ့အချက်လေးကျွန်တော်ခုနကတော်တော်များများပြောသွားတယ်ဗျတော်တော်များများပြောသွားတယ်ဆိုတာကဘာလေးလိုအပ်နေသေးလဲပေါ့နော် Manchester United ကစိတ်မကောင်းစရာပဲစိတ်မကောင်းစရာဆိုတာကကျွန်တော်တို့ကျွန်တော်တို့နံပါတ်1 2 3 4အာချန်ပီယံနီဒီနေ့ကတော့ကျွန်တော်ဒီအခြေမျိုးအတိုင်းပဲအမိုရီယိုယုံကြည်လာပြီးဒီကစားသမားတွေကဒီလိုမျိုးစိတ်ဓာတ်တွေဖြစ်လာပြီးဒီဖြစ်လာပဲအတွက်ချန်ပီယံလီဟာကပြေးမလွတ်တော့ကျွန်တော်တော့အဲ့လိုပဲမြင်တယ်လုံးဝပြေးမလွတ်တော့ဘူးလုံးဝဟိုလုံးဝဟိုချော်လဲပြီးတော့မခလုတ်တိုက်ချော်လဲပြီးဒုက္ခဘယ်လောက်ရောက်ရောက်တော့မှကျွန်တော်တင်တော့ ဘေးမလွတ်တော့ဘူးဗျာဒီလားဒီလိုဘာလို့ဘာအဲ့တော့ဘာကြောင့်လဲဘာကြောင့်လဲဆိုတာစကားရှိရဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရှင်းရှင်းပြောရရင်ဒီနှစ်ယူရိုမကန်ရလို့ဗျာအကယ်၍သာကျွန်တော်တို့ဒီနှစ်ယူရိုကန်ရလို့ရှင်ရဲ့เนาะယူရိုကန်ရလို့ရှင်ရင်ကျွန်တော်တို့ပြားတုံနိုင်တယ်ဘာပြလဲဆိုတော့မနေ့ကကျွန်တော်ကကျွန်တော်ပြောသလိုပဲအဲ့ menu တို့ဒီဒီဘာလို့လဲအာဥကာတေတို့ကျွန်တော်တို့မှာဒုတိယ squad မရှိသေးဘူး တတိယ squad မပြောသေးဘူးเนาะလူငယ်တွေလူငယ်တွေဘာလို့ကျွန်တော်မပြောသေးဘူးဒုတိယနံပါတ်2 squad တောင်မရှိသေးဘူးတိုင်ကောင်ကနေအရန်ကောင်ကနေတက်လာမယ်ဥစားဇက်စီတို့ဘာလို့လဲဇက်စီကတော့ကစားတဲ့ပုံစံ dynamic chain နဲ့ဇက်စီကိုလည်းကျွန်တော်ရှေ့စေခြင်းနဲ့အဲဒီမှာအာဘာဖြစ်လို့ လူတွေကပဲပြောနေတာလားဟုတ်ချင်လဲဟုတ်မယ်ဗျာသူကစားသမားပေါ်မှာလဲသူတို့တွတ်လို့ရတာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ပြောတာကစားသမားတွေကအယံငယ်သေးတယ်ဗျာအသက်တိလားအသက်အယံငယ်သေးတယ်ဘာဖြစ်လို့အဲ့လောက်ကြီးလောချင်ရတာလဲဘာလို့အသင်းသင်း Manchester United မှာအယံကိုမှမလို့မထိုင်ရတာလဲကျွန်တော်ခုနပြောလို့ရတယ်ဘောလုံးသင်းသင်းကတခြားအသင်းကြီးတွေလည်းကြီးကြီးတွေ Arsenal ဆိုကြီးကြီးဗျာနည်းနည်းတော့လူတွေလားအခု Liverpool ဆိုကြီးကြီးနည်းနည်းတော့လူတွေလားဗျာသူတို့ဈေးနှုန်းနဲ့သူတို့ level တွေနဲ့တော့မှအယံကိုမှထိုင်နေရတာဘာကြောင့်မလို့ကျွန်တော်တို့အသင်းကြမှာလာပြီးတော့ ဇာစီရိုရေအင်ဂျိုအတင်းပြောင်းမယ်အငားချမယ်အတူမမဟိုဟိုဟိုနံပါတ်7ယောက်မပွဲဆက်ပွဲထွက်လူစီရင်မှာတရ7ယောက်မှာပါလို့ချင်းသူအတင်းပြောင်းမယ်ဆိုတော့ပါလေဒုတိယအရန်ကောင်ကလူကမကန်ရတော့ဘူးလားအရန်ကောင်လူမလဲရတော့ဘူးလားအရန်ကောင်ကကျွန်တော်တို့အရန်ကောင်ကကောင်းတဲ့လူထားလို့မရတော့ဘူးလားကျွန်တော်ပြောတာသိလားအရန်ကောင်ကကျွန်တော်တို့ကောင်းတဲ့လူထားလို့မရတော့ဘူးစက်တယောက်ပဲကောင်းတဲ့လူရှိရမှာလားဒိတ်အဲ့လိုဟိုအဲ့တော့အဲ့ဒါတွေတွေးကြည့်လို့ရှိရင်ပြောနေတဲ့ဇာတ်ကားတွေကဟိုအသေးအမော်မှာတက်တက်ကြီးတည်တာမလားဘိန်းတက်ပြီးဘိန်းတက်ချင်တယ်လို့ကျွန်တော်တော့မြင်တယ် တော့အဲ့တော့ပြောင်းမလားမပြောင်းမလားတော့ကျွန်တော်လည်းမသိချာမသိကျွန်တော်ခုနကတို့ကမေနူးဆိုလို့ရှိရင်ရောင်းသိတယ်ပါညာတာအဲ့လိုမျိုးတော့ရှိတယ်ဗျာတို့လည်းကိုရီတက်တည်တယ်ပါကျွန်တော်ပြောတာဒါပေမဲ့အရန်ကုန်ပါဆိုတော့ကျွန်တော်က second square ရှိရတယ်ဗျာ third square ရှိရတယ်ဗျာတတိယ square ရှိရမယ်ဗျာနောက်တက်လာမယ့်လူတွေ ਨੇ ဟိုကျွန်တော်ဟိုကာရာဘောကတ်မျိုးတွေလို့ FA ကတ်တွေလို့အော်ပြီးသွားချင်လို့ရှိရင်အမတ်နဲ့အာအမ်ဘိုမိုနဲ့ကအဲ့နှစ်ယောက်ကနော်တို့လွတ်ပေါ်တွေရှိနေတယ်ဒီဇင်ဘာလာကြလို့ရှိရင် African Nation အကယ်၍တို့ပျောက်ပါစေလို့ပဲစဉ်းစားအကယ်၍အဲ့ဒါဒါတို့တင်းတွေတွတ်သွားလို့ရှိရင် သူတို့ပွဲမှာ Manchester United နဲ့ကစားပွဲတွေလွတ်ပွဲပွဲတွေအများကြီးရှိတယ်အဲ့ဒီမှာအဲ့ဒီအချိန်မျိုးကြတွေကျွန်တော်တို့မှာ second square မရှိဘူးဗျဘသူသွားထည့်မလဲအဲ့ဒီအချိန်မှာကျွန်တော်ပြသေးတာဘသူသွားထည့်မလဲတန်ရာရလာဘသူသွားထည့်မလဲကျွန်တော်လူလဲညံမင်းကလူလဲလူလဲလိုက်တဲ့အချိန်မှာဖြစ်ဖြစ်သွားတာမမြင်ဘူးလားအသင်းကပြောင်းသွားတယ်ဒီလိုမျိုးပုံစံမျိုးနဲ့ကန်တယ်ဆိုတော့ပို့ပြီးတော့မှဒုတိယပိုင်းမှာလောက်ကအရင်ကဝင်လာပြီးတော့ချက်ချင်း deep ဒီ intensity ဒီ level ကန်နေတော့ချက်ချင်း level ဖုံးတုံကြီးမကြတော့ဘူးချက်ချင်း sub level ပြန်တင်နိုင်မဲ့ကစားသမားတွေလိုအပ်နေတယ် ဟုတ်လားကျွန်တော်ကအဲ့တော့ကျွန်တော်ပြောင်းရအောင်လို့ရှင်လို့ရှင်ဒီနှစ်ကဘာကြောင့်ယူရိုပေးစာဖြစ်လဲအကယ်၍သာတို့ကျွန်တော်တို့ဒီကစားဒီအင်အားနဲ့ပေါ့နော်ဒီဒီဒီ squad အင်အားနဲ့ champion league လည်းကန်နေရတယ် europa league လည်းကန်နေရတယ် europa လည်းကန်နေရတယ်တပတ်ကုန်နှစ်ပွဲနှစ်ပွဲနှစ်ပွဲစီကန်နေရမယ်ပြီး christmas ပွဲလာမယ်ဆိုလို့ရှင်ကျွန်တော်တန်ရာပြဿနာတွေကစားသမားပင်ပန်းတာတွေလူတွေလဲတာအဲ့မျိုးတွေနဲ့ကျွန်တော်တို့ကခက်ခဲနေမယ် ဇေယားမှာရှင်ပြိုင်မှုအတွက်အခုကျွန်မအကုန်လုံးက fresh နေပဲတပတ်လုံးတိတိကျွန်တော်တို့မှ training ဆင်းဖို့တွေ practice လုပ်ဖို့တွေနီးစနစ်ချဖို့တွေအများကြီးရှိတယ်။အဲ့ဒီအတွက်ကျွန်တော်တို့မှာပြဿနာမရှိဘူး။အဲ့တော့ကျွန်တော်ကျွန်တော်ပြောသလိုပဲဒီနှစ်မှာကျွန်တော်မှန်းလို့ရတယ်။ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ဒီဒုတိယ squad ကိုအားဖြည့်ဖို့လူဖြည့်ဖို့ဆိုတာကျွန်တော်တရားဒီထဲမှာလည်းမဖြစ်နိုင်ဘူး။တရားဒီထဲမှာမဖြစ်နိုင်ရခြင်းအကြောင်းရင်းကကျွန်တော်တို့ ထိတ်တီးပေါ်လုံးသမားတွေကျွန်တော်ကโอเคဘယ်လည်းပါပဲပြောပြဘယ်သူပဲပြောပြပေါ့နော်ကျွန်တော်ပြောတာ whatever ပြောစတီလာပဲပြောပြအာအလီယာနဲ့ဇာပဲပြောဘယ်သူပဲပြောပြဝယ်လိုက်ပြီဆိုလို့ချင်းတကောင်နဲ့ဝယ်လို့မရဘူးဗျတန်60တန်80တွေတုံးတန်80တွေတုံးပြီးတော့တကောင်နဲ့ဝယ်လို့မရအောင်ကျွန်တော်ကဝယ်ရမှာကောင်းနေအများကြီးအဲကြောင့်မို့တို့အဲကြောင့်မို့တို့ဒီကိုလံမီယာနားတွေဘာလို့ဝယ်နေလဲဆိုတာဒီကောင်တွေက second squad မှာလာမှာပြောလို့ရှိရင်လို့ရှိရင်သူတို့ level ကလုံးဝဆွဲတည်ရမှာအဲ့တော့သူတို့မှအခြေအများကြီးလိုသေးတယ်အဲ့တော့ကျွန်တော်ဒီ December ဟာနေမရသေးဘူးကျွန်တော်တို့အသေးက ီနေ့မှာကန်ကောင်းသွားပြီးတော့ဒီကျွန်တော်အရင်ဆုံးဒီဒီပွဲပွဲကြိုသုံးသပ်ချက်မှာလည်းကျွန်တော်ပြောထားတာပေါ့နော်လီဗာပူးပွဲကိုနိုင်တာတဲ့ဒီပွဲကိုနိုင်ခြင်းအားဖြင့်ကျွန်တော်တို့နောက်နှစ်နှစ်လောက်မှာဘယ်လိုမျိုးဖြစ်မလဲဆိုတော့ကျွန်တော်ခံမှန်းလို့ရတာဆိုတာအဲ့တော့ဒီပွဲကိုကြည့်လိုက်ခြင်းအားဖြင့်ကျွန်တော်သိနိုင်တာကဘာလဲဆိုတော့နီးစနစ်ပိုင်းနဲ့လူအင်အားပိုင်းကဒီတိုင်းဆက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့နေရာကိုရောက်ဖို့ဆိုတာယုံကြည်လို့ရတယ်အဓိကအမိုရင်ပေါ့နော်ယုံကြည်လို့ရတယ်ဒါပေမဲ့ပြဿနာက squat AR squat AR ကကျွန်တော်ဖြစ်ရအောင် ဖိအောင်မဆိုအဒုတိယ squad တွေလို့တတိယ squad တွေလို့တနေ့တည်းလည်းဖြေလို့မရဘူးလူငယ်တွေကတက်လာတဲ့ကောင်တွေလည်းရှိရမယ်လူငယ်တွေကဈေးပေါပေါနဲ့ဝယ်ထားတဲ့တေချာရှာထားတဲ့တကယ် jam နေပေါ့နော်အဲ့ဒီကောင်တွေလည်းရှိအောင်မယ်အဲ့ဒီဟာနေပြီးတော့အဲ့ဒါတွေပြီးလို့ရှိရင်ဒီတစ်နှစ်နှစ်နှစ်ပတ်စံလည်းရှိသေးတယ်လေဒါမှအတလို့တေတီယာအစ်စ်ကလည်းစောင့်ကြည့်နေတယ်အဲ့တော့အဲ့ဒါတွေအများကြီးရှိနေတယ်ကလာမှာအဲ့တော့တာတိုလေးတွေးမှာခဏလေးနဲ့ချက်ချင်းတော့ဖြစ်မလာဘူးနောက်နှစ်မှာကျွန်တော်တို့ဝင်လာခဲ့ပြီပါလေဒီ ကျွန်တော်ပြောနောက်နေ့မှာကျွန်တော် Europa League ပြီး Champion League တွေဝင်လာခဲ့ပါလိမ့်ရဲ့စကွာကလည်းကျွန်တော်ခုနပြောတဲ့ပြဿနာတွေအမျိုးမျိုးကြောင့်မလို့တေချာအားမဖြစ်နိုင်သေးဘူးဖြစ်လို့ဖြစ်နိုင်တယ်အားမဖြစ်နိုင်သေးဘူးဝုံတိုင်းဆိုပြီးအဲ့ဒီချိန်မှာအဲ့လူရရတယ်ဒဏ်ရာရတာလေးအာစကွာကလူကောင်တွေက quality မမီသေးတာလေးငယ်သေးတာလေးအဲ့အမျိုးတွေတော့ဖြစ်ပြီဆိုလို့ရှိရင်လူအင်အားမတောင့်သေးရတယ်တော့ဖြစ်ပြီဆိုလို့ရှိရင်နောက်နေ့မှာဖုံးတိုင်းဆိုအဲ့ဒီအရာလို့ရှိရင် Christmas အချိန်မှာဆိုလို့ရှိရင်တပတ်ကိုဘဏ္ဍပွဲကြပွဲတွေဇက်တိုက်ပွဲတွေဇက်တိုက်တောက်ချောက်တွေကန်နေရမှာအဲ့ဒီအချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘလုံးမှ အဆင်ပြေမှာမဟုတ်သေးဘူးအဲ့ဒါကြောင့်မလို့တခါလေးကြားလို့ရှိရင် project တစ်ခုကတာတူတွက်လို့မရတနေ့တည်းမှာဒီနေ့မှာလဲစွတ်ချပြီးတော့ကောင်းရမယ် first quarter တော့ပြောမယ်ဒါပေမဲ့ကျွန်တော် Fagi တော့ကလည်းဒုတိယနှစ်မှာနံပါတ်1နေရာဒီတက်ရခဲ့တာ Premier League မှာနံပါတ်တတိယနှစ်လဲကြောင်း17တီဆင်းသွားတာပြီးတော့ပြော14အဲ့ဒါနေပြန်တက်လာရှင်ကျွန်တော်ပြောချင်တာကကိုယ့်လိုသဘောပေါက်တာ ဒီတာတို့အတွင်းမှာတနည်းနည်းနည်းအတွင်းမှာတွားပြီးဘာဒီနေ့တော့ငါတို့ချန်ပီယံလိပြန်ဝင်ပြီနောက်နေ့တကြကြောင်ငါတို့နံပါတ်1နဲ့ချန်ပီယံပြန်ရပြီလို့စဉ်းစားလို့မရသေးဘူးအဲ့လိုမျိုးအဲ့တော့ဒီနေ့မှာချန်ပီယံလိအဲဒီဝင်ပြီးတော့နောက်နေ့မှာလည်းဒုက္ခပြန်ပြန်ရောက်သွားနိုင်တယ်ချန်ပီယံလိပြန်ရောက်သွားဒါမှကျွန်တော်တို့မှာအင်အားမတောင်းသေးတာကြောင့်လို့အခက်ခဲတွေပြန်တွေ့ဖုံးတိုင်းတွေပြန်ကြသွားတယ်ပြီးတော့မှအဲ့အားလေးပြန်သိစားဖို့နံပါတ်2ကနေအဲ့အားလေးနဲ့ကျွန်တော်ပြန်ပြီးယူမယ်ဒါတော့အမြင်ပေါ့နော်ကြိုးပြီးတော့သုံးသက်တော့ထင်တာပြောတာနီးစပ်ဆုံးကျွန်တော်ရဲ့အမြင်ပေါ့ဒါတူတူရောက်တဲ့သဘောပါအဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုနောက်ဆုံးမှဒါလေးနဲ့ကျွန်တော်အဆုံးသတ်လိုက်ခြင်းတယ် အမော်ရင်ပေါ့နော်နောက်ဆုံးမှသူကြည့်ကြည့်သူ့ရဲ့စိတ်ခံစားမှုကိုပြောချင်တာကျွန်တော်တို့ ਨੇ တထက်သေးဆိုတာကျွန်တော်ပြောချင်တာ Come on ကျွန်တော်တို့ ਨੇ တထက်သေးပဲပရိသတ်တွေ ਨੇ တထက်ပဲပဲပရိသတ်တွေ ਨੇ တသားတည်းနည်းပြနော်တန်ဟာတိုလိုစတိုင်မျိုးလည်းမဟုတ်မိုရီညိုလိုစတိုင်မျိုးလည်းမဟုတ်ဘူးဘသူဆန်ဆိုင်စတိုင်မျိုးမှမဟုတ်အိုလီဂန်နာဆိုရှာနဲ့နီးစနစ်ပိုင်းနဲ့အဲ့လိုဆက်ကြပါလေကျွန်တော်တို့ရဲ့မန်ချက်စတာယူနိုက်တက်နီးပြဆိုတာကျွန်တော်ပြောချင်တာကဲအားလုံးကျေးဇူးများကြီးတယ်နောက်နေ့ဗီဒီယိုမှာတွေ့ကြမယ်